The Best Beauty Tips ပရိသတ်ကြီးမင်္ဂလာပါရှင်။အခုဒီဗီဒီယိုလေးမှာကျွန်တော်မိတ်ဆက်ချင်တာကတော့အားလုံးလေးသိပြီးသားဖြစ်တဲ့ Bella Cushion လေးတွေပဲဖြစ်ပါတယ်။ဒါပေမဲ့အခုကျွန်တော်လက်ထဲမှာကင်ထားတာတွေ့ရမှာပါ Bella Cushion ဆိုပေမဲ့တစ်ခုကအနီရောတစ်ခုကအစိမ်းရောဒီအနီရောအစိမ်းရောပူလေးတွေက Christmas အတွက်ထုတ်ထားတဲ့ limited edition တွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကိုကိုတိုင်းသုံးဒီပဲဖြစ်စေဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့တွေအချင်းချင်းဒီ Christmas လက်ဆောင် New Year လက်ဆောင်ပေးခြင်းလဲဆိုလို့ရှိရင်လည်း packaging လှတဲ့အတွက်ကြောင့်မလို့တက်တက် packaging သုံးစရာမလိုတော့ပါဘူးဒီဘူးလေးအတိုင်းပဲပေးလို့ရပါတယ်ဒီ ballot ဘူးလေးတွေကိုလလကူကူနဲ့ဘယ်လိုခွဲကြကြမလဲဆိုလို့ရှိရင်ဒီအစိမ့်အောင်လေးရဆိုရင်အသားဖြူရဲ့လူရဲ့အတွက်20 cream beige ဖြစ်ပါတယ်ဒီအနီအောင်လေးရဆိုရင်တော့ကျွန်တော်တို့လိုမျိုးအသားနည်းနည်းညိုတဲ့ဘက်ကိုသွားတဲ့လူရဲ့အတွက်30 honey ဖြစ်ပါတယ်အဲ့တော့အသားညိုတဲ့လူရဲ့အနီအောင်လေးသုံးမယ် အသားဖြူရလူတွေကအဆင်အောင်ဘူးလေးတော့မယ်ကျွန်တော်တို့တွေဘယ်လိုမျိုးခင်မိမိနဲ့တလာလေးပြင်မလဲဆိုတော့ကျွန်တော်နဲ့အတူတူလက်တွေ့လိုက်လို့ကြည့်ရအောင်ဒီ makeup look လေးအတွက်ကျွန်တော်သုံးနေကြဖြစ်တဲ့ number 30 honey ကျွန်တော်သုံးမှာဖြစ်ပါတယ်ဒီ makeup ပြင်တဲ့ပုံစံလေးကညနေပိုင်းအတွက် dinner လေးပြီးလို့ရှိရင် party လေးသွားဖို့ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်အနေနဲ့ထူထူလေးလိမ့်ချင်ပါတယ်။အဲဒါကြောင့်မို့လို့ဒီ cushion လေးကိုကျွန်တော်ပါပါလေးနှက်ထပ်လိုက်မှာဖြစ်ပါတယ်။အခု ထမတစ်ထက်လင်းပြီးသွားတဲ့အခါမှာနောက်တစ်ထက်ကိုကျွန်တော်ကမျက်လုံးနဲ့ဒီလိုမျိုးအောက် triangle shape ပုံစံနဲ့ဒီလိုမျိုးနေရာလေးမှာကျွန်တော်လင်းပြီးမှဖြစ်ပါတယ်ဒီဘက်ပါတွေတော့ကျွန်တော်မထည့်တော့ပါဘူးကျွန်တော်ကဒီမျက်လုံးလေးကိုလည်းတကယ်ကိုညိုညိုလေးပေါ့နော်ဟိုညိုညို smoky hazy လေးနဲ့ကျွန်တော်နှာခမ်းညပန်းရောင်လေးနဲ့ဆိုးမှဖြစ်တဲ့အတွက်ကြောင့်မို့လို့ light တဲ့ပုံစံလေးကျွန်တော်ပြင်ပါပါဒီလိုမျက်လုံးအညိုရောင်ပြင်တဲ့အခါမှာအရင်ဆုံးအပေါ်မှာဒီမျက်ခုံတစ်ခုလုံးကို ပလဲအောင်ပါတဲ့ဒီ eye shadow လေးချက်ပေးပါမယ်။ဒါမျိုးပြီးရခါကြရင်တော့ဒီမျက်ခွန်တစ်ခုလုံးကိုကျွန်တော်တို့အညူရောင်လေးချက်မှဖြစ်ပါတယ်။အညူရောင်ဆိုရင်မဲ့အညူရောင်ရင်းရင်းမဟုတ်ပါဘူးအညူရောင်ဖြောဖြောလေးနဲ့ဒီမျက်ကွန်တစ်ခုလုံးကိုချဲလိုက်ပါဒီလိုမျိုးမျက်ကွန်တစ်ခုလုံးပေါ်မှာအညူရောင် ျော်လေးကိုချဲ့ပြီးသွားတဲ့အခါကျရင်မျက်ခွန်တောင်းနေမှာကျွန်တော်တို့အညီအောင်အရင်လေးချဲ့မှာပါအလုံးပြီးသွားတဲ့အခါမှာတော့ကျွန်တော်ဒီအရှိမျက်ခွန်လေးကိုနည်းနည်းအယောင်လေးပိုလတ်သွားအောင်နည်းနည်းရှင်းမပါတဲ့ eyeshadow လေးတင်မှဖြစ်ပါတယ်။ဒီရှင်းမပါတဲ့ eyeshadow တင်တဲ့အခါမှာဟိုးအနောက်ထိမတင်မဲနဲ့ဒီလိုမျိုးအရှိလေးတွေမဲတင်ပေးပါ အပေါ်မြက်ကောင်ကိုအရှယ်လိုဆိုပြီးတော့တဲ့အခါမှာကျွန်တော်တို့အောက်မြက်ခန်းလေးကိုလည်းနည်းနည်းလေးအရောင်ညိုညိုလေးထည့်မှဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဒီတောက်မှာထည့်ထားတဲ့အရောင်အရင်လေးကိုကျွန်တော်တို့ဒီအောက်မှာထည့်မှဖြစ်ပါတယ်အဲ့လိုထည့်တဲ့အခါမှာမျက်လုံးဟုတ်ထည့်တဲ့အထိမထည့်ဘဲနဲ့တောင်းလေးတွေမှာထည့်ပါဒါဆိုရင်တော့လဲလဲကူကူနဲ့အောက်မြက်ခန်းလေးဆိုပြီးသားပါပြီနောက်ဆုံးဒီ smoke eye လေးကိုအဆုံးသတ်ဖို့အတွက်ကျွန်တော် eyeliner လေးဆိုမှဖြစ်ပါတယ် eyeliner ကိုလည်းကျွန်တော်အညိုရောင်လေးပဲရွေးထားပါတယ် ုက်လိုက်နိုင်တဲ့ဒီလိုဆိုပြီးသွားတဲ့အခါမှာလက်ကလေးနဲ့နည်းနည်းပြန်ဖြည့်ပေးလိုက်ပါညကောင်မွေးဆာဆွဲမှာဖြစ်ပါတယ်ညကောင်မွေးဆွဲတာကတော့ကျွန်တော် Bella ရဲ့ Instagram နဲ့ဆွဲမှာဖြစ်ပါတယ်ခုဆိုရင်ညကောင်လေးကို Bella ရဲ့ Instagram နဲ့ဆွဲပြီးသားပါပြီ ဲ့ဒီခါကျရင်ကျွန်တော်ကပို့ပြီးတော့ဒီထက်လေးနည်းနည်းလေးပို့ဖြောခြင်းတဲ့အတွက်ကြောင့်မလို့ eyebrow mascara လေးသုံးမှာဖြစ်ပါတယ်။ eyebrow mascara ကိုကျွန်တော်အညွှန်းအောင်အရင်လေးသုံးမှာဖြစ်ပါတယ်။ညလုံးရောမျက်ကုံးဝပြီးသွားတဲ့အခါမှာကျွန်တော်တို့မျက်တောင်ကော့ပါမယ်။ အခုဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့တကယ်အဓိကဖြစ်တဲ့ foundation နဲ့မျက်လုံးလေးတွေစိုးပြီးသွားတဲ့အခါမှာကျွန်တော်တို့ bronzer လေးနည်းနည်းထည့်မယ်ပြီးလို့ရှိရင်နှက်ခန်းစိုးမယ် bronzer ထည့်တဲ့အခါကျရင်ကျွန်တော် bronzer ကိုဒီ matte bronzer မသုံးမနဲ့အခုလိုမျိုးနည်းနည်းရှင်မပါတဲ့အလတ်အလတ်လေးပါတဲ့ bronzer လေးသုံးထားပါတယ်ဒီနေ့ကျွန်တော်သုံးတဲ့ highlighter လေးကရွှေရောင်လေးနည်းနည်းပါတဲ့အတွက်ကြောင့်မလို့မီးရောင်ကြတဲ့အခါကျလို့ရှိရင်မျက်မှောက်လေးတစ်ခုလုံးကကျွန်တော်တို့ဒီပြင်ထားတဲ့အညူရောင်လေးရဲ့ပြီးတော့ bronzer လေးရဲ့ကျွန်တော်တို့ highlighter ရဲ့လည်း ကြည့်လိုက်တဲ့အခါမှာအလုံးကတကယ်ကိုဟိုရွှေရောင်အရင်လည်းမဆန်ဘူးဒါပေမဲ့ရွှေရောင်လေးနဲ့အညူရောင်လေးနဲ့ဒီလိုဝင်းဝင်းလက်လက်လေးနဲ့လှနေမှာဖြစ်ပါတယ်။ပြီးရင် highlighter လေးကိုလည်းနှာခေါင်းပေါ်နည်းနည်းထည့်ပါညလုံးသားမှာရှိရဲ့ဒီနှာခေါင်းရိုးပေါ်မှာလည်းထည့်ပေးပါပြီးရင်ဒီမျက်လုံးသားမှာလည်း highlighter လေးနည်းနည်းထည့်ပေးပါနောက်ဆုံးအနေနဲ့နှာခေါင်းဒီအပေါ်လေးမှာလည်း highlighter လေးနည်းနည်းထည့်ပါမယ် ခုစင်တော့မျက်နှာတစ်ခုလုံးပြင်ပြီးတလို့ဖြစ်ပါပြီအဲ့ဒါကြောင့်မလို့နောက်ဆုံးအနေနဲ့နှာခမ်းညီလေးမစိုးခင်ကျွန်တော်သပင်းလုပ်ပြီးတော့ပြန်လာခဲ့ပါမယ်အခုကျွန်တော်သပင်းလေးကိုတော့ကျွန်တော်ဒီလိုမျိုးဘီလေးသုံးပြီးတော့ကျွန်တော်ဒရိုင်ယာနဲ့အပြင်ကိုလှန်ပြီးတော့ကျွန်တော်ဒရိုင်ယာမှုန့်ပြီးတော့လှုပ်ထားတာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့မျက်နှာတစ်ခုလုံးအပြီးတက်ဖို့နှာခမ်းညီစိုးဖို့ပဲကြမှာရတယ်နှာခမ်းညီကိုတော့ကျွန်တော်ဒီနေ့အတွက်ရေးထားတာလေးကတော့ Feather Mafia Matte Star Collection နဲ့ကခိုင်တင်းချီရဲ့ Love ပဲဖြစ်ပါတယ် ဒါပေမဲ့ဒီအယောင်လေးတယောက်နဲ့ကျွန်တော်ကမကျေနပ်သေးဘူးကျွန်တော်ထပ်ပြီးတော့ဆုံးမဲ့အယောင်လေးကတော့ဆုံးမဲ့သူစားရဲ့ grace ဖြစ်ပါတယ်အခုက lovely ကနည်းနည်းပိုင်းအောင်မှိုင်းမှိုင်းလေးဖြစ်တဲ့အတွက်ဆိုမလို့အခုဒီ grace ကရှိတဲ့ပိုင်းအောင်နည်းနည်းလေးတောက်တာနဲ့ရောတဲ့အခါမှာကျွန်တော်အခုအပေါ်နှခမ်းကတော့ love တခုလေးဆိုထားတာပါအောက်ကကျတော့ love နဲ့ grace နဲ့နှစ်ခုရောဆိုထားတဲ့အတွက်ကြောင့်မလို့အယောင်လေးကွာတာကိုသိရမှာပါ ကဲအခုဆိုရင်တော့အင်ဂျီလည်းဝတ်ထားပြီးပြီစပင်းလေးလည်းပြင်ပြီးပြီဖလာရင်လည်းပြင်ပြီးပြီအဲ့တော့ဒီ Christmas Day New Year တွေ Party တွေ Dinner တွေမှာအားလုံးလှလာပါပါနဲ့အန်နီရဲ့ကင်းစွာနဲ့ပျော်ရှင်နိုင်ကြပါစေဒီဗီဒီယိုလေးကိုကြိုက်ရင် like လုပ်ပါ share လုပ်ပါတည်ကျင်နိုင်ရှင်လည်း comment box မှာမေးလို့ရပါတယ်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်တက်တာ